ီတို့အားလုံးမင်္ဂလာပါဆရာကားဆရာစီပါ Grade Saving သင်ကြားသင်ယူသင်များကိုမျှဝေသင်ကြားပေးပါမယ်ဆရာရဲ့မျှဝေသင်ကြားမှုလေးကိုလက်သက်တဲ့အကျိုးရှိတယ်ဆိုရင်မြေတားလက်ဆောင်အနေနဲ့ Subscribe and Follow လေးလုပ်သွားပေးအောင်နော်အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမှာကသင်ကြားတရေ5.5.2ဟာ Monomer တစ်ခုနဲ့ Binomer တွေ Trinomer နဲ့မျှောက်ခြင်းအကြောင်းလေ့လာရမှာဖြစ်တယ်အဲ့တော့ဆရာတို့ Monomer တွေ Binomer တွေ Trinomer နဲ့မျှောက်တယ်ဆိုတာဖြန့်ဝေရာကုန်သတ္တိကိုဆရာတို့ အသုံးပြုပြီးတော့ဖြည့်ရှင်းခြင်းပဲဖြစ်တယ်။ဟုတ်ပြီနော်။ဒါဆိုဒါတို့တမီတော်ဖြန့်ဝင်ရကုန်တတိလေးဆရာတို့ပြောပြပေးပါအောင်။ဟုတ်တယ်ဆရာတို့ကဖြန့်ဝင်ရကုန်တတိမှာရှိရဲဟောဒီလက်ဝဲပဲချမ်းကနေဆရာတို့ကလက်ရပဲချမ်းပုံစံပြောင်းပြီးတော့ဖြည့်ရှင်းတာဖြစ်တယ်။ဖြန့်ဝင်ရကုန်တတိလေးနဲ့အတူတူဆရာတို့ဖြည့်ရှင်းကြရအောင်။ဟုတ်ပြီဒါဆိုဆရာတို့ကဟောဒီမှာရှိရဲဒူးဒီဆရာတို့ကဖြစ်လက် A ဖြစ်တယ်။ ဒူးစီနောက်တော့ဘွင်းထဲမှာရှိတဲ့ကောင်ဒီ B ဖြစ်တယ် Block C ဖြစ်တယ်ကဲဖြန့်ဝေကုန်တတိရဲ့ The Web Channel နဲ့တူတယ်ဒါဆိုဆရာတို့လက်ရပဲချမ်းပုံပြန်ကြောင်းရအောင်အဲဒီဟာမေကွန်လေးပြန်ကူလိုက်မယ်ဆိုရင်2 2C D အဲ့တော့ဟောဒီ2နဲ့ဘာလုပ်မလဲခွင်းနဲ့ဝင်မြောက်ပါပြီတဲ့ဒါဆို2နဲ့ 2C လေးနဲ့မြောက်မယ်ဒါကြောင့်ဆရာတို့ခွင်းခံလိုက်မယ်2နဲ့ 2C လေးနဲ့မြောက်ပြီးတော့ plus ဖြာဝေယကုံတတ္တိကိုတောင်းနေပြီဖြစ်တယ်။အဲတော့ဆရာတို့ A နဲ့ B နဲ့မြောက်တယ် A နဲ့ B နဲ့မြောက်တယ်။နောက်တော့ဆရာတို့က E နဲ့ C နဲ့မြောက်မယ်။အဲ့လိုပဲဆရာတို့ကဒီမှာ2နဲ့ D နဲ့မြောက်မယ်။ဒါကြောင့်2နဲ့ D နဲ့မြောက်အဲ့တော့ဆရာတို့ကအမြောက်ဒီကွက်ခတ်ပြီးတော့ရေးလိုက်တယ်။ပြီးတော့ညီများချင်းအောင်မှာညီများချင်းတွေတို့မယ်မြောက်မယ်ညနေနေနေမြောက်တော့နဲ့နဲ့ဒီ၄ဆိုတော့ 4C black 2နဲ့ဒီနဲ့မြောက်တော့ 2D ရတာဖြစ်တယ်။ ဒါဒီဆရာတော်ကဖျံဝင်ရကိုတတိယဆုံးပြုပြီးတော့ဖြည့်ရှင်းတာဖြစ်ပါတယ်။ကဲဒါဆိုဆရာတော်နောက်ထပ်ပုံစံတွဲနှစ်ကိုကြည့်ရအောင်ပါ။ဒီကကြတော့ဆရာတော်က trinomial kingdom ဖြစ်နေတယ်။ဒါဆိုရင်လည်းဆရာတော်ဖျံဝင်ရကိုတတိယပုံစံပဲ၃မျိုးလုံးကိုဝင်မြောက်လိုက်မှာဖြစ်တယ်။ဒါဆိုရင် C နဲ့ E နဲ့မြောက်မယ်။အဲ့တော့ဆရာမေးခွန်းမကူလိုက်တော့ဘူး။တန်းရေးလိုက်မယ်။အဲ့တော့ C နဲ့ E နဲ့မြောက်ဒီတိုင်းဆရာတို့ blast C နဲ့ 2B လေးနဲ့မြောင်းမယ် C နဲ့ 2B လေးနဲ့မြောင်းအဲ့တော့အမြောက်ဒီဌာကဌာကပေါင်းခြင်းဖြစ်တယ်ဒါကြောင့်မို့ဆရာတော်ကဂိင်းနေမြောက်တဲ့အခါမှာဈာထဲမှာလက္ခဏာကြီးအပေါင်းလက္ခဏာကြီးတန်ရမှာဖြစ်တယ်ဂိင်းတန်းထဲမှာပါနေတဲ့လက္ခဏာတွေကသူ့ရဲ့ဂိင်းလုံးရဲ့အပိုင်းပစ္စည်းဖြစ်တယ်เนาะအဲ့တော့အဂိင်းလုံးလေးရဲ့လက္ခဏာဖြစ်တယ်ဆိုတာတော့ဒီမျိုးနားလည်ထားရအောင်ဟုတ်ပြီเนาะဒါကြောင့်ဒီဂိင်းလုံးလေးတွေနဲ့အတူတူအမြဲတမ်း ရှိနေရမှာဖြစ်တယ်သူရဲ့ရှေ့ရလက္ခဏာဒီသူကိန်းလုံးလေးတွေနဲ့အများအားရှိနေရမှာဖြစ်တယ် plus c နဲ့ -3c လေးနဲ့မြောင်းမယ်ဒါကြောင့် c -3c ဖြစ်တယ်ဒါကြောင့်ဟောဒီ -d 3c လေးနဲ့ရှင်းမှာတပါးရဲခေါ်သွားမယ်တပါးရဲရေးရမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အမြောက်ဒီဆရာတော်ကပေါင်းတာဖြစ်တယ်ထက်ခါတက်ခါပေါင်းတာဖြစ်တယ်ဒါကြောင့်ဆရာတော်ကဂျားထဲမှာအပေါင်းလက္ခဏာလေးကြီးထည့်ရမယ်စီနဲ့မြောက်လိုက်တာဒီဂျားထဲမှာအပေါင်းလေးပါရတာဖြစ်တယ်ဒါကြောင့်ဆရာတော်က အပေါင်းလက္ခဏာလေးထည့်ဖို့မေးတတ်တယ်ဟုတ်ပြီနော်ဒါဆိုအပေါင်းလေးထည့်မယ် C နဲ့ A နဲ့မျှတော့ CA ရတာဖြစ်တဲ့ဒါဆိုရင်ဆရာတို့ကအခင်အားတွေရေးတဲ့အခါမှာအခင်အားဆင်းလိုက်ရေးရတာဖြစ်တဲ့အတွက် AC လို့ရေးလိုက်မယ်ပြီးတော့ plus C ရဲ့2ရဲ့ B ရဲ့မျှတော့ 2CB ပေါ့ဟုတ်ပြီနော်ဒါဆိုအခင်အားဆင်းလိုက်ရေးတော့ BC လို့ရေးမှာဖြစ်တယ်ဒါကြောင့် 2BC အပေါင်းနဲ့အနှုန်းနဲ့ဆိုတော့ဆရာတို့ minus ရမှာဖြစ်တယ် မတူနှုတ်ဆိုတော့အနှုတ်ရတာဖြစ်တယ်လက္ခဏာမတူတာမြောက်တော့နှုတ်အဲ့တော့ c နဲ့ c နဲ့မြောက်တော့ c square ရမယ်3 3 3ဆိုတော့3 c square ရဖြစ်တယ်ခဲဒါဒီပုံစံတွေနှစ်ဖြစ်ပါတယ်နောက်ထပ်ပုံစံတွေတုံးကြည့်အောင်ပါဒါဆိုရင် minus 5 pd နဲ့2 pd နဲ့မြောက်မယ်အဲ့တော့ minus 5 p မြောက်တာဖြစ်တော့ဆရာတို့ဝင်ခန်းလိုက်မယ်2 pd နဲ့မြောက်မယ် ပြီးရင်အပေါင်း 5b လေးနဲ့ minus aq လေးနဲ့မျှောက်မယ်။ဟောဒီ minus ဒီ aq ရဲ့လက္ခဏာဖြစ်တဲ့ဒါကြောင့်ဆရာတော်က aq တဲ့ရှေ့မှာ minus ပါရမယ်။ဒါကြောင့် minus 5b လေးနဲ့ minus aq နဲ့မျှောက်တယ်။ပြီးသွားပြီ။နောက်တော့အပေါင်း minus 5b နဲ့ r နဲ့မျှောက်မှာဖြစ်တဲ့ဒါကြောင့် r ကဲပြီးတော့ရင်ကျွန်တော်ပြောင်းမယ်ဘောင်းနဲ့အနုံနဲ့မြောက်တော့အနုံ minus ထွက်မယ်မတူတော့အနုံထွက်တယ်အဲ့တော့၅နဲ့၄က10 b နဲ့ b နဲ့မြောက်တော့ b square အနုံနဲ့အနုံနဲ့မြောက်ပြီး2ပေါင်းလက္ခဏာ2မြောက်ရင်အပေါင်းလက္ခဏာရမှာဖြစ်တယ်အဲ့ဒါကြောင့် plus ၅နဲ့၈နဲ့မြောက်တော့၅၈၄က20 b နဲ့ q နဲ့မြောက်တော့ bq ပြီးတော့ဆရာတို့ကအနုံနဲ့အပေါင်းနဲ့မြောက်တော့အနုံရမှာဖြစ်တယ် ငါးတလီယာငါးဖြစ်တယ်ပြီးနဲ့အာနဲ့ကဖီအာဖြစ်တယ်ကျေဒါဒီပုံစံတွေတောင်းလို့ဖြစ်ပါတယ်နောက်ထပ်ပုံစံတွေလေ့ကြည့်ရအောင်ပါဒီတစ်ခါဆရာတို့ကဖြန့်ဝေရာကုန်တက်လေးမှာပုံစံတစ်မျိုးရှိတယ်နောက်ကိန်းလေးတွင်ရင်နောက်မှာပုံထုတ်တယ်ဟုတ်တယ်เนาะဒါကြောင့်မလို့ဆရာတို့ကအဲ့ဒီဖြန့်ဝေရာကုန်တက်ဒီနောက်တစ်မျိုးပုံစံလေးနဲ့ပေးထားရင်လည်းပဲဒီပုံစံတိုင်းပဲဆရာတို့မျှော်ရမယ်ဒါဆိုနောက်ကိန်းလေးနဲ့ A နဲ့မျှော်မယ်နောက်ကိန်းလေးနဲ့ B နဲ့မျှော်မယ် minus is delay ne ne five minus is d ne minus d ne minus 3b ne myaw minus 3b minus 6d bound minus city နဲ့ minus 2c နဲ့မြောက်မယ်အဲကြောင့် minus 2c minus 60အဲ့တော့သူရဲ့ရှိမှရှိတဲ့လက္ခဏာတွေဒီကိန်းလုံးလေးနဲ့တပါးတည်းရေးရမယ်เนาะဒါလေးသတိထားရမယ်။ဆရာမြောင်းဒီဆရာတို့ကတက်ကတွက်ကပေါင်းအောင်ဖြစ်တယ်။ဒါကြောင့်ကြားထဲမှာအပေါင်းလက္ခဏာလေးထည့်ရမယ်။ပြီးတော့ဆရာတို့မြောက်မယ်။96 30အဲ့တော့အပေါင်းနဲ့နှုံနဲ့မြောက်တော့မတူတော့လက္ခဏာမတူတော့ no 30 A နဲ့ D နဲ့မြောက်တော့ AD ဖြစ်တယ်။ပြီးတော့အနှုန်းနဲ့အနှုန်းနဲ့မြောက်တယ်2ပေါင်းအပေါင်းနဲ့ထွက်မဲ့368 B နဲ့ D နဲ့မြောက်တော့ BD 18 BD ပြီးတော့အနှုန်းနဲ့အနှုန်းနဲ့မြောက်မယ်လက္ခဏာ2ပေါင်း2ပေါင်းအပေါင်းရမယ်268 7 C နဲ့မြောက်တော့ CD ကဲဒါဆိုတော့တမီတော့ဟောဒီပုံစံတွေ၄ခုအထိနားလည်မယ်နော် ဟုတ်ပါပြီဒါဆိုဆရာတို့လေ့ကျင့်ခန်းလေးတွားရအောင်ပါကဲလေ့ကျင့်ခန်းဘာဘာအေးကဟောဒီနံပါတ်3လေးလေးကိုအရင်ဆုံးတွက်ပါမယ်နံပါတ်3မှာရှိတဲ့ဟောဒီဂိမ်းကပ်ပြားလေးတွေကိုသားတို့သမီးတို့စီကြည့်ပါပေါ့နော်ကွက်လပ်ဖြည့်ကြည့်ပါပြီးတော့ရင်ဆရာနဲ့အဖြေတိုက်ပါဟုတ်ပြီနော်ကဲဒါဆိုရင်ဟောဒီကာကြီးလေးနဲ့တူတဲ့အပြားဖြစ်မလဲပေါ့နော်တူတဲ့အလိုက်ရှာပါအဲ့တော့ hs minus 41 ဒါဆိုရင်ရှေးက8တရားရပါဘောเนาะဒါဆိုရင်ဇာတော့ဘယ်အဖြစ်မလဲနောက်က 4y ရရမယ်စာမြင်ဆွဲလေးနဲ့တူတာဖြစ်တယ်၄နဲ့၄ရ8 8ရမယ်4နဲ့ y နဲ့ပြောတော့ 4y အဲ့တော့ -4y ဒါဆိုရင်ကာကြီးလေးနဲ့စာမြင်ဆွဲလေးနဲ့တူတယ်ဒါကြောင့်ဟောဒီကွက်လက်ထဲမှာစာမြင်ဆွဲလေးထည့်မှာဖြစ်တယ်မှန်တယ်ဆိုရင် smile ရမယ်ဟုတ်ပြီเนาะအဲ့တော့မရင်တော့တိုင်တာတကလုံးကဲနောက်ထပ်ခါခွေး ခါခွေးလေးနဲ့ဒူရဲအားလိုက်ရှာမယ်ပြီးရင်ဆရာတို့ဖြေတိုက်ပါမယ်နှစ်နှစ်လေးက၄ဆို 4h plan 2နဲ့ y နဲ့မျှတော့ 2y ဒါဆို 4h plus 2y ရရမှာဖြစ်တယ်ဒါဆို 4h plus 2y ရတဲ့အားလိုက်ရှာပါတော့ဒါဆိုရင်ဆရာတို့ကဒီမှာတွေ့ပါပြီသူနဲ့သူနဲ့ပါဒါဆိုရင်ခါခွေးလေးနဲ့ဒူရာသည်တတ်တလင်းချက်ဖြစ်ပါတယ်နောက်ထပ်ကားငယ်ကားငယ်လေးနဲ့ဒူရဲအားရှာပါမယ်2နဲ့ h နဲ့မျှတော့ 2h နည်းနည်းလေးနဲ့မျှတော့နည်းလေးဒီရှေ့ဆိုတော့ ay ဒါဆို 2h minus 8y ဖြစ်မယ်ဒါဆို 2h minus 8y ရှိတဲ့အားလိုက်ရှာမယ်ဒါဆိုရင် 2h minus 8y ရှိတဲ့အကောင်လေးကဒီမှာပါကဲကောင်းငယ်လေးနဲ့တူတာသည်ငါဖြစ်ပါတယ်။ကဲဒါဆိုဆရာတို့နောက်ထပ်ဂါကြီးကိုစဉ်းစားမယ်။ h h 2y နဲ့ဒါဆို h h ရမယ့်အားပေါ့နော်။ h h 2y ရမယ့်အားလိုက်ရှာပါ။ နှစ်လေးဒီဆိုရှေးဆိုတော့ဒီမှာ ACR ပြီး2နဲ့ Y နဲ့မျောတော့ 2Y ဒါဆိုရင်ဆရာတို့ညာနဲ့ကာကြီးလေးနဲ့တူပါတယ်ကဲမလားတဖြည်းဖြည်းဖြည်းကနည်းနည်းပဲကျန်တော့တယ်ရွေးရတာလွယ်ဘူးလာမှာဖြစ်တယ်ဟုတ်ပြီနော်ပြီးတော့ရင်ဆာလုံးနော်ဒါဆာလုံးဆိုတော့ AH- AY ရွေးရမှာဒီမှာရွေးရမှာကျန်တဲ့အပိုင်းအဝေးကျန်တော့နည်းနည်းပဲကျန်တော့တယ်နော်အဲ့တော့ဘယ်ဖြစ်မလဲ AH minor AH minor ပဲရမှာပေါ့နော်ဒါဆို AH minor AH minor ရမယ့်အာဒီဒဏ်နဲ့မှရှိရဲဆရာတို့တူနေတူနေဖြစ်တယ်အဲဒါဆိုမျိုးလုံးထဲမှာမြင်တယ်နော်အဲဒါစာကွဲလေးထည့်လိုက်ပါနောက်ဆုံးပိတ်ကြံတဲ့ဟာကတကူပဲကြံပါတော့တယ်စာလေးနဲ့ကြံတာဒီပါနော်ထောက်ဝင်ပဲပဲကြံတော့တယ်ပစ္စည်းမောင်းနေဟုတ်ပြီနော်ဒါဆိုဆရာတို့ကဒီမှာ 4h plus y ညတော့4 4h နဲ့ညတော့ 4h လေးနဲ့လီရှဲဆိုတော့ 8y ရတာဖြစ်တယ်ဒါကြောင့်စာလေးနဲ့ ထာဝန်ပဲဖြစ်ပါတယ်။ဒါကြောင့်ထာဝန်ပဲလေးပါ။ဒါဆိုတော့သူတို့အလုံးမှန်ပဲလို့ဆရာယုံကြည်ပါတယ်နော်။ကျဲဒါဆိုနောက်ထပ်နံပါတ်1ဖြည့်ကြည့်ပါ။နံပါတ်2ကကာကြီးကနေညာဒီဖြည့်ကြည့်ပါ။ပြီးသွားရင်ဆရာတို့အဖြည့်တိုက်ပါ။အဲ့တော့ဒီမှာ gain နဲ့မှာက t-2 ရနေရေပေါ့နော်။ဒါဆိုဆရာတို့ကဒီ t ပဲရတော့တာဖြစ်တဲ့တည်းတေးကြတယ်။သူဒီဘာကိုပုံထုတ်ထားပြီလဲဆိုတော့ tan ကိုပုံထုတ်ထားပြီဆိုတော့ဆရာတို့တန်တီးရအဲ့တော့မှ10 20 2ရနေတာဖြစ်တယ်။ဒါဆိုဟောဒီ share ကွက်လက်ထဲမှာဆရာတို့ပါထည့်ရမယ်။ ထမ်းထဲရမှာဖြစ်တယ်။နောက်တစ်ခါကွေးနောက်ကခွေးထဲမှာ B ပဲကျန်တော့တာဖြစ်တယ်။ဒါဆိုရင်သေးကြတယ်ရှေ့ကမြောက်ပေါ်ကိန်းပါဘုံထုတ်ထားပြီလေ2ကိုဘုံထုတ်ထားပြီဖြစ်တယ်။ hormone တွေ့လိုက်တော့94 74ဆိုတော့နောက်ကင်းရတာဖြစ်တယ်။ဒါကြောင့်ဒီထဲမှာပါထဲမလဲ2ထမ်းရမှာဖြစ်တယ်။2ကိုဘုံထုတ်တယ်ဆိုတာသိရမယ်။နောက်ထပ်ကားငယ်ကောင်းငယ်မှာဆရာတော်က5ကိုပုံထုတ်ထားတယ်။ဒါဆိုရင်ဆရာတော်ကဟောဒီ5ကိုဒီမှာပုံထုတ်ထားတယ်။ဒါဆိုရင်ရှေ့ကွက်လိုက်တဲ့မှာဘာပဲကြံတော့မလဲ A ပဲကြံတော့မှာဖြစ်တယ်။ဒါကြောင့်ဒီမှာဗာထည့်လိုက်မယ်။ A ထည့်လိုက်။နောက်တစ်ခုဂါကြီး3ကိုပုံတုံထားတာဖြစ်တယ်။ဒါဆိုရင်ဆရာတို့ H ကြံမှာဖြစ်တယ်။ဒါကြောင့် H- မိုင်းနဲ့ကြံတယ်။နောက်ကိန်းလေးက3ပုံတုံတော့3ဘလောက်လီစနစ်တယ်။3လေးလီစနစ်ဆိုတော့ကွက်လက်ထဲမှာ4ထည့်ရမှာဖြစ်တယ်။နောက်ထပ်က4ကိုပုံတုံထားတာဖြစ်တယ်။ဒါကြောင့်4ကိုပုံတုံတော့ M ကြံတာဖြစ်တယ်။ဒါကြောင့် M- နဲ့ကြံပြီ။နောက်ကိန်းလေးက4ကိုပုံတုံတော့4ဘလောက်လီ16လေ။၄၄၄၆ဆိုတော့4ရမှာဖြစ်တယ်။ နောက်တစ်ဆာလုံးနောက်မှာခွင်းထဲမှာထီကြံတာဖြစ်တယ်ဒါဆိုထီကြံတာဖြစ်တဲ့အတွဲဘာကိုပုံလို့ထားပြီလဲဆိုတော့4ကိုပုံလို့ထားပြီဆိုတာသိရမယ်ဟော်မုန်းနောက်ကကိန်းလေးကိုမျှကြည့်ရတော့၄၃၄စနေစနေပြန်ရတာဖြစ်တယ်ဒါကြောင့်4ကိုပုံထုတ်တာသိကြပြီဒါဆိုဆရာတို့ကရှေ့မှာ4ထည့်ရမှာဖြစ်တယ်နောက်ထပ်ဆာလင်းစားလေရခွေးထဲမှာအန်ကြံတာဖြစ်တယ်။ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ရှေ့ကမြောက်ပေါ်ကရင်3ကိုပုံလို့ထားတယ်ဆိုတာသိရမယ်။ ဟိုမိုနောက်ကကလေးများကြည့်မယ်36 28ဆိုတော့နောက်ကင်းရတာဖြစ်တယ်ဒါကြောင့်ရှေ့ရကွင်းမာဒီပုံထုတ်တာ3ဆိုတာတန်းတီးရမယ်ထဲလိုင်း3အာ3ကိုပုံထုတ်ထားတယ်ဒါဆိုဆရာတော်နောက်ကကွင်းထဲမှာ h ဂျန်ပါဖြစ်တယ်ဒါကြောင့်ဒီမှာ h ထဲလိုက်ကဲဒီမှာ m ဂျန်တာဖြစ်တယ်ဒါဆိုရင်ဆရာတော်ဘာကိုပုံထုတ်ထားပြီလဲ4ကိုပုံထုတ်ထားပြီဆိုတော့တီးရမယ်ဒါကြောင့်ဆရာတော်4 3ကိုပုံထုတ်ထားတယ်ဒါဆိုနောက်ကမှ h ဂျန်ပါဖြစ်တယ် h 3ဖြစ်တယ်ဟောလွယ်လွယ်လေးပါပဲ လွယ်လွယ်လေးကိုလွယ်လွယ်လေးလုပ်တတ်တယ်စတိချာကြည့်ကြောဖြည့်ရပါနော်ဟုတ်ပါပြီကဲဒါဆိုနောက်ထပ်နံပါတ်2လေးတွက်လိုက်ပါပြီးရင်ဆရာနဲ့ထိတိုက်ပါမယ်ဒါလေးတွေကတော့ပုံစံတွက်လေးတွေရှင်းပြပြီးပြီးနားလည်ပြီဆိုရင် homework ပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဒါတို့သမီးတို့တွက်ထားတာအဖြေမှန်လားတိုက်လို့ရအောင်တခါရဲတွက်ပါတွက်ပြီးသားတော့မှဆရာနဲ့အတူတူဖြေတိုက်ပါနော်ဆရာတွက်ပြီးသားတွေကိုကူးမချပါနဲ့နော်ဒီကေတာဆိုဆရာတို့နံပါတ်1ကကာကြီးလေးတွက်ရအောင်ပါ ဒါဆိုဆရာတို့ဖြန်းဝေရကုန်သတ္တိ၃ပါဖြစ်ပါတယ်။အဲ့တော့ -2a လေးနဲ့ဆရာတို့ကမြောက်ပါမယ်။ -2b နဲ့ 2a2 နဲ့မြောက်ပါမယ်။ခွင်းနေကပ်ပါမယ်။အမြောက်ဒီဆရာတို့ကဓာတ်ကဓာတ်ကပေါင်းကြီးဖြစ်တယ်။ဒါကြောင့်ဂျာထဲမှာအပေါင်းထည့်ရမယ်။ပြီးတော့ -2a နဲ့နောက်က -3h နဲ့မြောက်မှာဖြစ်တယ်။ 3h ကလက္ခဏာဒီဆရာတို့က 3h မှာပါသွားရမယ်တခါတည်း။ ဟုတ်ပြီเนาะအဲ့တော့လက္ခဏာတွေမေ့ချန်ခဲ့တတ်တယ်သတိထားရမယ် minus 2ရေမြောက်တာတွေဖြစ်လို့ခွင်းနေခံရမယ် minus 3ရေမေကုန်းကူးတာမိုင်းအဖြေတယ်မာတတ်တယ်သတိထားရမယ်ဒါဆိုဆရာတို့ကနောက်ထပ် minus 2ရေလေးနဲ့7နဲ့မြောက်မယ်ဒါဆိုရင် minus 2ရေနဲ့7နဲ့မြောက်မယ်ကဲပြီးသွားပြီဒါဆိုဆရာတို့ကမြောက်မယ်မြောက်ဖို့ခင်ချင်းမြောက်ဖို့ခင်ချင်းမြောက်မယ်လက္ခဏာမတူတော့အနှုံးနဲ့ထွက်မယ် နှစ်နလီက၄ရမှာဖြစ်တယ်။ a နဲ့ a² နဲ့မြောက်တော့ a a² ရမှာဖြစ်တယ်။ပြီးတော့လက္ခဏာ2မြောက်ရင်အပေါင်း2ပေါင်းဆိုအပေါင်းနဲ့ထွက်မယ်။တန်းရေးထားလိုက်မယ်။ပြီးတော့မြောက်ပေါ်ခင်းမြောက်မယ်။နှစ်နဲ့3နဲ့မြောက်တော့နှစ်3လီ6ရမှာဖြစ်တယ်။ a နဲ့ h နဲ့မြောက်တော့ a x ဖြစ်တယ်။ပြီးတော့ရင်အပေါင်းနဲ့အနှုန်းနဲ့မြောက်တော့မတူတော့ဆိုအနှုန်းနဲ့ထွက်မယ်။နှစ်9လီက7ရမယ်။ a က a ရမှာဖြစ်တယ်။ ဒါဆိုရင်တာလူကမီရောဟောဒီနံပါတ်ကကြီးလေးနားလဲမယ်เนาะကဲနောက်လည်းနံပါတ်ခါခွေးတွေရအောင်4 P လေးနဲ့3 P လေးနဲ့မြောင်းမယ်ဒါဆိုရင်4 P ပြန်ခတ်လိုက်ပါမယ်ပြီးတော့3 P ပြီးတော့အပေါ4 P လေးနဲ့2 Q လေးနဲ့မြောင်းမယ်ဒါဆို4 P လေးနဲ့2 Q လေးနဲ့မြောင်းမယ်ပြီးတော့ဆရာတို့မြောင်းမယ်၄၃၄ဇန်နဲ့ဖီနဲ့ဖီနဲ့မြောင်းတော့ဖီ square လက်၄နာရီရရှိ B နဲ့ Q နဲ့မြောက်တော့ BQ အဲဒါဆိုတော့တမီးတော့နံပါတ်ခါကိုနားလည်မယ်နော်2နဲ့ A2 နဲ့မြောက်မယ်ဒါဆိုဇာတ်လုံးမြောက်မယ်2နဲ့ A2 လေးနဲ့မြောက်ပါမယ်ပြီးတော့ plus အပေါင်းနဲ့ even ဆိုတော့ပြဿနာမရှိဘူးဇာတ်လုံးမြောက်ရလွယ်ကူတယ်2နဲ့ 3H နဲ့မြောက်မယ်2နဲ့ 3H နဲ့မြောက်မယ် plus 2နဲ့2နဲ့မြောက်မယ် ပြီးတော့ဆရာတို့ဖြည့်ရှင်းမယ်2 a square နဲ့မြောက်တော့2 a square plus 2 3 6ဆိုတော့ 6x plus 2 2 4 4ကလေးဖြစ်တယ်နောက်တဲ့ဂါကြီးကဲဖြန်းဝေယကုန်တန်တီမှာနောက်ကပုံတုပ်ထားတာဖြစ်တယ်ဒါဆိုဆရာတို့နောက်ကိန်းလေးနဲ့ရှင်းနေမြောက်မယ်2 y minus 3t လက္ခဏာ minus ပါတယ်3ထားရမယ်ပြီးတော့ plus minus 3t လေးနဲ့ minus 5z လေးနဲ့မြောက်မယ်။ဒါကြောင့် minus 5z လက္ခဏာ minus မြန်ကျန်ခဲ့တဲ့ minus 3t ညီမညီအောင်ပါညီမညီထုတ်မယ်။အပေါင်းနဲ့နှုံနဲ့မြောက်တဲ့လက္ခဏာမတူတော့ not 2ပေါင်းမတူ not နှစ်သုံးလီက6ဖြစ်တဲ့ y နဲ့ t နဲ့မြောက်တော့ yt အဲ့တော့ t ပြီးမှ y လာတာဆိုတော့ ty လို့ရေးလိုက် ပြီးတော့အနှုံးနဲ့နှုံးနဲ့မြောက်တဲ့ဒူပေါင်းလက္ခဏာဒူမြောက်တော့အပေါင်းရတဲ့93လီယာ15ရတဲ့စနေတီနဲ့မြောက်တော့ TZ ရမှာဖြစ်တယ်။ဒါဆိုတော့ဒါတမျိုးနံပါတ်ကာကြီးတင်လာလိမ့်မယ်နော်။ဒါ trainers 2နဲ့မြောက်မယ်တကယ်တော့အဖြေတန်းရင်ရပြီပေါ့နော်ဒါတွေကအဲ့တော့မြောက်တာတည်အောင်လို့ဆရာတို့ထည့်ရေးလိုက်မယ် trainers 2နဲ့မြောက်မယ် plus 3နဲ့ minus b နဲ့မြောက်မယ်အဲ့တော့ minus d b ရဲ့လက္ခဏာဖြစ်တယ်เนาะဒါဆိုဆရာတို့ကညောက်ပြီး3 4 6ဆိုတော့ z a လက္ခဏာမတူတော့ no 3နဲ့ b နဲ့ညောက်တော့ 3b ဒါကြောင့် 6a minus 3b ရတာဖြစ်တယ်နောက်ထပ်စာလုံး6နဲ့ 3a နဲ့ညောက်မယ်အဲ့တော့6နဲ့3ရေနဲ့မြောင်းမယ် plus 6နဲ့ -4 အိနဲ့မြောက်မယ် minus ပါလေသတိထားရမယ်နော်အဲ့တော့6နဲ့ -4 b နဲ့မြောက်မယ် plus 6နဲ့ c နဲ့မြောက်မယ်ဒါလေးအခြေခံပိုင်းသွားပြီဆိုတော့နောက်ပိုင်းကျရင်ကျတော့စာရီကဖြစ်တစ်ပြေးပြေးလိုက်နိုင်သွားမှာဖြစ်တယ်။သင်္ချာဒေါ်လာမှာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့63နေက78ဆိုတော့ အဲ့ဒီရင်အေလက္ခဏာမတူတော့အလုံးနဲ့ထွက်မဲ့64 24 24b plus sisness c နဲ့မြောက်တော့ sis c ရတာဖြစ်တယ်ဒါဆိုသားသမီးတို့နံပါတ်စာလုံးသားလဲမို့ဟုတ်ပါပြီဒါဆိုဆရာတို့နောက်ထပ်စာလေးရနေတာဝန်ပဲဒီဖြေတိုက်ပါမယ်နောက်ကလေးကိုပေါ်တော်ထားတော့နောက်ကလေးနဲ့ရှင်းနေမြောက်မယ်နောက်ကလေးနဲ့ရှင်းနေမြောက်မယ်ဒါဆိုဆရာတို့ကမြောက်ပါမယ် 2t နဲ့ minus 3 t နဲ့မြောက်မယ် plus 5 u လေးနဲ့ minus 3 t လေးနဲ့မြောက်မယ်ဒီတော့ရင်ဆရာတို့မြောက်ပါပြီလက္ခဏာမတူတော့နှုံးနဲ့ထွက်ပါမယ်နှစ်သုံးလီက6 t နဲ့ t နဲ့မြောက်တော့ t square လက္ခဏာမတူမြောက်တော့အနောက်9နဲ့3နဲ့မြောက်တော့9 3 15 u နဲ့ t နဲ့မြောက်တော့ tu ကဲဒါဆို North Trans ဇာခွဲ minor 4လေးနဲ့3 over 4 C လေးနဲ့မြောက်ပါမယ်ဒါဆိုရင် minor 4နဲ့3 over 4 C လေးနဲ့မြောက်မယ် plus minor 4နဲ့နောက်က1 over 2 CD နဲ့မြောက်မယ်1 over 2 CD နဲ့မြောက်မယ်ပြီးတော့မြောက်မယ် ။နောက်တာဆိုတော့သူနဲ့သူနဲ့ပါဖြစ်သွားမယ်။ကြည်သွားမယ်။ဒါဆိုရင်ဇာတ်တော့ကလက္ခဏာမတူမြောက်တော့ minus နဲ့ထွက်မယ်။ 3c ရမှာဖြစ်တယ်။အဲ့တော့ဒီမှာ minus 1ကျန်နေတယ်နော်။အဲ့တော့3 3 3ဆိုတော့ 3c ရတာဖြစ်တယ်။လက္ခဏာမတူမြောက်တော့ minus နဲ့ထွက်မယ်။ဟုတ်ပြီနော်။ပြီးတော့ဆရာတို့လက္ခဏာမတူမြောက်တော့ minus နဲ့ထွက်မယ်။ negative နဲ့ negative 4အဲ့တော့ negative နဲ့ဆိုတော့ 2 CD ခဲ့တော့နောက်ထပ်ဇာမြင့်ဆွဲဇာမြင့်ဆွဲရှိမှာဆရာတော်က minus ရှိတာဒီ minus 1ရှိတာနဲ့အတူတူပဲဒါကြောင့်ဆရာတော်က minus 1နဲ့ a square နဲ့မြောက်မယ်တကယ်တော့အဖြစ်တန်းရရင်ရပြီပေါ့နော်အဲ့တော့ minus နဲ့မြောက်တယ်ဆိုရင် square နဲ့ကလက္ခဏာတွေဒီအပေါင်းဒီအနှုတ်ဖြစ်ပြီးတော့အနှုတ်ဒီအပေါင်းဖြစ်သွားမှာဒါဆိုရင် तू က minus နဲ့တွဲ तू က plus နဲ့တွဲ तू က plus နဲ့တွဲပြန်ကူချရုံပဲဟုတ်ပြီနော်ဒါလေးတည်ထားရမယ် ဒီမှာတော့ဆရာတို့မြောက်ပြမယ်အဲ့တော့ -1 နဲ့ square နဲ့မြောက်တယ် plus -1 နဲ့ -3h နဲ့မြောက်တယ် -1 နဲ့ -5 နဲ့မြောက်ဒီပြီးတော့တော့ဆရာတို့လက္ခဏာမတူတော့ -n နဲ့တွဲ a square လက္ခဏာ2မြောက်တော့အပေါင်းနဲ့တွဲ3 3ဆိုတော့ 3h လက္ခဏာ2မြောက်တော့အပေါင်းနဲ့တွဲ file ရမှာဖြစ်တယ်။ဒါဆိုဆရာတို့ကဒီဆင်းကနေဒီဆင်းကိုတန်ပြီးတော့ရေးတမ်းရမယ်။ minus နဲ့မျှော်ရင်အပေါင်းဒီအနုပ်ဖြစ်အနုပ်ဒီအပေါင်းဖြစ်အနုပ်ဒီအပေါင်းဖြစ်ရဲခုချလိုက်။အားလည်းမယ်နော်။ကဲနောက်ထပ်တစ်ခုထန်းနဲ့ m နဲ့မျှောက်မယ်။အတော့ထန်းနဲ့ m နဲ့မျှောက်မယ်။ဘာလို့ဆရာတို့ဖြန့်ဝေယကုန်တတိ3နာပြည့်တဲ့တွေဒီဖြန့်ဝေယကုန်တတိ3နဲ့ဒီအဆင့်ဒီထည့်ရေးရမယ်ပေါ့နော် ဆရာတို့တန်းနောက်ပိုင်းညွှန်းသွားပြီဆိုရင်တော့အဲ့ဒီအဆင့်ကြီးဖြန့်ဝေရကုန်တက်ဒီအဆင့်ကိုမထည့်တော့ဘူးပေါ့နော်အဖြေတန်းကြီးမှာဖြစ်တဲ့အခုတော့ဆရာတို့ကဖြန့်ဝေရကုန်တက်ဒီအဆင့်၃တန်းအောင်ညောက်တာဖြစ်တဲ့လူဆရာတို့ကဒီအဆင့်လေးတွေထည့်ကြီးရမယ်နော်ထန်းနဲ့ minus fire နဲ့ညောက်မယ်ပြီးတော့ဆရာတို့ကထန်းနဲ့ m နဲ့ညောက်တော့ထန်းလက္ခဏာမတူညောက်တော့ no 90တွေက50 50 and ရတာဖြစ်တယ် nấu được khu trần tình linh chê xoay nè quán em nhau mẹ đọc nhé xoay nè quán em nhau bảo mẹ plus xoay nè minus em nhau bảo mẹ tuy nhiên đất nó thì thay à mẹ xoay nè minus em nhau mẹ plus xy nè y nè này... nhau mẹ xy nè y nè nhau mẹ ခင်ပြီးသားရင်မြောက်ပါပြီ hy လက္ခဏာမတူမြောက်တော့အနောက်နဲ့ထွက်မယ် h dash နဲ့မြောက်တော့ a square y အပေါင်း h နဲ့ y နဲ့ y နဲ့မြောက်တော့ y square hy square ထာဝမ်းပဲမြောက်မယ် ab လေးနဲ့1နဲ့မြောက်မယ်ဒါကြောင့် ab နဲ့1နဲ့မြောက်ပါမယ် plus AB လေးနဲ့1 1 4B နဲ့မြောက်မယ်ဒါကြောင့် AB လေးနဲ့1 1 4 b နဲ့မြောက်မယ် ab လေးနဲ့နောက်ဆုံးလုံးနဲ့မြောက်မယ်1/6 a a နဲ့ ab နဲ့တလီဆိုတော့ ab ရရမှာဖြစ်တယ်ပြီးတော့ blast 1 1 4နဲ့ မြောက်တော့လဲ1 over 4ပဲရမှာဖြစ်တယ် a က e ရမှာဖြစ်တယ် b နဲ့ b နဲ့မြောက်တော့ b square ရမှာဖြစ်တယ်ဒီကြောင့် black မြောက်ပေါ်ကင်းက1 over 6ဆိုတော့1 over 6ရမှာဖြစ်တယ် a နဲ့ e နဲ့မြောက်တော့ e square ရမယ် b ကတော့ b ရမှာဖြစ်တယ်ကဲဒါဆိုတော့တမီးတို့ထားဝမ်းပဲအတိပြီးပါပြီအားလုံးမှန်လားအားလုံးမှန်ပါရဲ့နော်အဲ့တော့မှန်နေဆိုရင်တော့ smile smile မဲတော့ထိုင်ထလို့ဟုတ်ပြီเนาะခဲဒါဆိုတော့တမီးတို့ဒီနေ့တင်ကန်းစာလေးနားလဲမယ်เนาะဘာပါပြီဒီနေ့ရဲ့စကားလဲစာလေးကအကြံကောင်းလေအသက်ပေါင်းများစွာချမ်းသာရည်တဲ့အဲ့တော့ဒီနေ့ရဲ့စကားလဲစာလေးကိုပုံမြင်လေးပြောပြရမယ်ဆိုရင်တခါတော့ငားနေဆရာတို့ဘိုင်းအန်ဒတီပြီမှာပြမနာမင်းကြီးဌိနန်းဆိုးဆန့်စဉ်ငားသုံးကောင်ရှိရဲ့အဲ့ဒီငားရဲ့နာမည်လေးတွေက မီတာစင်တီတဲ့ဘဟုစင်တီတဲ့အပ္ပစင်တီမီတဲ့၅သုံးကောင်ရှိတယ်တဲ့အဲ့ဒီဘိုင်ယနတိမြစ်ထဲမှာသူတို့ကရောက်လာခဲ့ကြတယ်တဲ့တနေ့သောအခါကျမှကြတော့မီတာစင်တီ၅ကလူနေဒေတာတွင်နေထိုင်ရခြင်းသည်အန္တရာယ်များတဲ့တော်ရက်တို့သွားပြန်ကြပါစို့လို့ဆိုပြီးတော့ဘူးစင်တီနဲ့အပ္ပစင်တီတို့ကိုပြောကြတယ်တဲ့ ထုံကားနှကောင်းကလည်းပြန်ရမှာကိုပြင်းနေတယ်တဲ့အဲ့တော့သူတို့ကပေါများလုံးနဲ့အစာအာဟာရတွေပေါ်မှာလည်းပဲတက်မတဲ့စိတ်ဝင်နေမှုလည်းပဲပါတယ်တဲ့သူတို့မပြန်ချင်တာကအစာအစာတွေပေါ်တော့မပြန်ချင်ဘူးပေါ့နော်ဒါကြောင့်မလို့သူတို့နေရွှေညာရွှေနဲ့ရှိလာတာ3လတိုင်တိုင်ကြာသွားတယ်တဲ့အဲ့ဒါနဲ့ဆရာတို့ပြန်ပြစ်တဲ့နေ့မှာကြာတော့ဘူးစင်တီနဲ့အပါစင်တီငါတို့ကတဲ့ရှေ့ကနေထွက်လာခဲ့ရအောင်တန်ငါရဲ့ပိုက်ကုံမှာမိသွားတယ်တဲ့တန်ငါချထားတဲ့ပိုက်ကုံမှာမိသွားတယ်တဲ့ အဲ့ချိန်မှာနောက်မှလိုက်လာတဲ့မီတာစင်တီ9ကပြင်းကြီးတဲ့9နှကောင်ကကက်တင်အန်လို့ဆုံးဖြတ်လိုက်တယ်တဲ့။ဒါကြောင့်မလို့သူတို့ကသူရဲ့ကွန်ရဲ့အပြင်ဘက်ကနေကွန်ဝမ်းတွင်းသို့ရောက်တွန်းဝင်လိုက်တယ်တဲ့။တွင်းကိုဝင်လိုက်တယ်ပေါ့နော်။ဝင်ပြီးတော့မလုပ်လို့ဆိုတော့သူကရေကိုနှောက်ချပလိုက်။ရေကိုနှောက်လိုက်တယ်တခါကွန်ရဲ့အရှိဘက်ကနေသွားပြီးတော့လဲသူကအီတိုင်းပဲပြူတယ်တဲ့။အဲ့ချိန်မှာတန်ငါတဲ့ကတွင်ထဲမှာလဲနှောက်လိုက်တယ်။ကွန်ရဲ့ရှိမှာလဲပဲသွားနှောက်လိုက်တယ်ဆိုတော့တန်ငါတဲ့ကမီတာစင်တီ9ရဲ့လက်ွက်ထဲကိုရောက်သွားတယ်။ เนาะဒါကြောင့်ငားတွေကကုန်ကိုဖောက်ပြီးတော့ထွက်သွားခဲ့ပြီလို့သူကမှတ်ယူလိုက်တယ်။ဒါကြောင့်မလို့ကုန်စုံကိုကိုင်းပြီးတော့မားလိုက်တဲ့အခါမှာဘဟုစိန်ဒီရဲ့အပစိန်ဒီငားနှောင်တော့ကကုန်ထဲကနေလွတ်မြောက်သွားခဲ့ကြတယ်တဲ့။ဒါကြောင့်မလို့ဆရာတော်ကကြံကြံကအရေးကြီးတယ်ပေါ့နော်။အဲ့တော့ဟောဒီငားသုံးကန်ကောင်ထဲမှာဆရာမီတာစိန်ဒီငားရဲ့ကြံကြံကကောင်းဝင်လိုက်တဲ့အခါမှာဆရာတော်ကဘဟုစိန်ဒီနဲ့အပစိန်ဒီငားနှောင်ကလည်းအသက်ဘေးကနေလွတ်မြောက်သွားတယ်ပေါ့နော်။ဒါကြောင့်အကြံကောင်းနေရင် သက်မများစွာချမ်းသာကြီးဆိုတာတောင်ပြောတာဖြစ်တယ်။ဆုံးမစကားကိုမနာယူတွေပေါ့နော်မနာယူတွေရဟန်းတစ်ပါးကိုအကြောင်းပြပြီးတော့ဒီဇတ်တော်ကိုခေါ်လိုက်တာပေါ့နော်အဲ့တော့သာရသမီးတို့ဒီဆရာမိပါတို့တဲ့တဆင်းမြအောင်ကြိုးစားနိုင်တဲ့ចောင်းသားចောင်းသူတွေများဖြစ်ကြပါစေ။ Bye bye ။